အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာစင်ကူးနဲ့အမတ်ကျအဆက်ရှိ PDF စကန်ကိုတက်မတော်မှအောင်မြင်စွာသိမ်းပိုက်စာရဲ့အကြောင်းလေးကိုပြောပြလာတဲ့ကုထူမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာစင်ကူးမရေရတဲ့ကြောဆိုတာကတက်တူညာနှစ်ကွန်စစ်စင်ရဒုတိယပိုင်းအတွင်းပလောင်လက်မဲ့ကန်တဘုံ DNL ရဲ့ကြောထောင်နောက်ကန်ပြုမှုနဲ့မန္တလေး PDF စင်ကူးမရေရက PDF တွေနဲ့ဝိုင်းဝန်းပြီးတော့ Facebook တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ဒါတော့မနှစ်ကပြီးခဲ့တဲ့2024ခုနှစ် နေ့လယ်ပိုင်းကနေစပြီးတော့စင်ကုမဒီယာတကြောမှာရှိနေတဲ့အဓိကနေရာတွေဖေရောင်းတောင်အဖာပီလန်ကြီးဆက်ရောအဲဒီကနေစပြီးတော့ဒီဆယ်တော်ကြီးအင်းကြီးနဲ့ဒီကြောင့်ကာဝေးရေးတက်စကန်စတဲ့ဒီအဓိကစီးရီးရာကြီးပါတဲ့နေရာတွေကိုဂျမ်းမတမာတွေကဝိုင်းဝိုင်းတက်ခိုက်ပြီးတော့တင်ပိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုဒီ2025ခုနှစ်ဇူလိုင်လကနေစပြီးတော့တက်မလို့ဆက်ကြောင်းတွေကမန္တလေးနဲ့မတရားအဆက်မှာရှိနေတဲ့နေရာတွေကနေစပြီးတော့ဂျမ်းမတမာတွေစုဖွဲ့နေရာတွေကိုနေမရှင်ကြီးရေးဆောင်ရွက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီတွေဇူလိုင်လတွေကနေစပြီးတော့မတရားရဲ့အရှိတ် မလေးယားရဲ့အရှိမျောက်ဖက်ချမ်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေအဓိကစုဖွဲ့နေတဲ့နေရာတွေကိုတိုက်ခိုက်ပြီးရှင်းနေခဲ့တာဖြစ်တဲ့အတွက်ဒီ Alpha B နဲ့မြေဆက်ရုံအပါအဝင်မလေးယားရဲ့ဘေးဘက်ဝန်းကျင်မှာရှိနေတဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေအားလုံးကိုနေမရှင်ကြီးဆောင်ရွက်ပြီးတော့ဒီအကြမ်းဖက်သမားတွေကိုမောင်းထုတ်တိုက်ထုတ်နိုင်ခဲ့တာကိုကျွန်တော်မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။အပြီးခဲ့တဲ့ရက်ကတော့ဒီတက်မော့စစ်ကြောင်းတွေကမလေးယားရဲ့မျောက်ဖက်ချမ်းမလေးယားရဲ့အရှိမျောက်ဖက်ချမ်းမှာရှိနေတဲ့အင်းမြိုင်ဒီကြောင်းရဲ့ကာကွယ်ရေးတပ်နဲ့စေတော်ကြီးကိုတက်မော့ကပြန်လည်တိုက်ခိုက်သိမ်းမှတ်နိုင်ခဲ့ပါတယ်။ ဒီလိုတမ်းပြန်သိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့အကျန့်ဖက်သမားတွေကဒီမတရားနဲ့မြောက်ဖက်ချံတင်ကုနယ်အဆက်ကရှိနေတဲ့ကြေးရွာတွေကိုဆုတ်ခွာသွားကြပါတယ်။ဒီလိုဆုတ်ခွာသွားတဲ့အချိန်မှာလည်းအကျန့်ဖက်သမားတွေကကြေးရွာတွေအတွင်းမှာရှိနေတဲ့စာတင်ကျောင်းတွေဖုန်ကြီးကျောင်းတွေမှာပဲစခန်းချပြီးဝင်ရောက်နေထိုင်တာတွေပြုလုပ်ရရှိပါတယ်။အဲဒီအတွက်ဒီအကျန့်ဖက်မှုကမလိုလားတဲ့ဒေသခံမိဘပြည်သူတွေကငရင်းပြည်ပူပေါင်းပါဝင်မှုတွေနဲ့တက်မတော်ရဲ့နေမရှင်းကြီးဆောင်ရွက်နေတဲ့စစ်ကြောင်းတွေကမန်ဒိုစစ်ကြောင်းတွေကအခုဒီနေ့နိုဝင်ဘာ14ရက်နေ့မှာဆိုရင်တော့တင်ကုနယ်မတရားအဆက်မှာရှိနေတဲ့ဒီရင်းနှီးသားရွာအနီးက စစ်ဆေးဂိတ်တွေနောက်ပြီးတော့ဒီရင်းနှီးသားရွာမှာရှိနေတဲ့ဘုံကြီးကြောင့်ဖြစ်ဖုံးဝင်သာသဖြင့်အဓိကဒီတာသနီကအစောအုပ်တွေနဲ့ကိုအောင်လို့ရတဲ့နေရာတွေမှာတပ်မတော်ကအကြမ်းဖက်သမားတွေကိုတိုက်ခိုက်ပြီးတော့နေရှင်နေဆောင်ရခဲ့တာပဲဖြစ်ပါတယ်။နေ့ဝင်မှာ၁၄ရက်နေမှာပဲမန္တလေးမတရားဆင်ကုတပိချင်းလမ်းကြောင်းပေါ်မှာရှိနေတဲ့ရင်းနှီးသားရွာကဒီအကြမ်းဖက်သမားတွေအဓိကစုဖွဲ့နေတဲ့နေရာတွေကိုနေရှင်နေဆောင်ရခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေစုဖွဲ့ထားတဲ့သာသင်ကြောင့်ဖြစ်ဖုံးဝင်သေးဒီအပါဝင်တခြားသောနေရာတွေကနေဆုတ်ခွာပြီးဆုတ်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။ ဒါမှမဟုတ်ပြီးခဲ့တဲ့ဒီနိုဝင်ဘာ9ရက်နေ့ကလည်းချမ်းသာတမောင်းတွေစုဖွဲ့နေတဲ့ရွှေပြည်ပါကစာတင်ကြောင်းတွေရောင်းတိုက်ခိုင်းမှုပြုလုပ်ခဲ့တယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့ကလည်းအချမ်းဖက်တမောင်းတွေဝင်ရောက်စကန်းချနေတဲ့ဒီမာလေးရွာကအပေါင်းကြီးကြောင်းတွေရောင်းတိုက်ခိုင်းမှုပြုလုပ်ခဲ့ပါတယ်။မာလေးရွာဆိုတာကတော့ဒီဆေတော်ကြီးရွာရဲ့အနောက်ဘက်မှာရှိတဲ့ရွာတွေရွာလည်းဖြစ်ပါတယ်။ဆေတော်ကြီးကိုအချမ်းဖက်တမောင်းတွေဝန်ဝင်ပေးဆိုတိုက်ခိုက်တဲ့အချိန်မှာအဓိကကြတဲ့နေရာကနေပါဝင်ခဲ့တဲ့ရွာတွေရွာတို့ဆိုရဲမှာဖြစ်ပါတယ်။အခုဆိုရင်တော့ဂျမ်ဘတ်သမားတွေထိန်းချုပ်ထားတဲ့ဆေတော်ကြီးဒီအင်းင်းနဲ့လေကြောင်းရဲ့ကာဝေးတက်စကန်တွေကနေဆုတ်ခွာသွားရပြီးတဲ့နောက် မရီယာနဲ့စင်ကိုတကြောမှာရှိနေတဲ့ရွာတွေကိုဆက်လက်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။လက်ရှိအချိန်မှာတော့အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေစခန်းတွေကင်းစခန်းတွေနဲ့ဒီ PDF ရွာတွေကိုတောက်ချောက်စီပြီးတော့တက်မော်ကနေမြရှင်းလေးတွေဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ဒီလိုနေမြရှင်းလေးဆောင်ရွက်လာနိုင်ခဲ့တာဖြစ်တဲ့အတွက်2024ခုနှစ်နှစ်လပိုင်းကစပြီးတော့ပြည်ထောင်ခံ PDF တွေနဲ့အတူဒီအကြမ်းဖက်သမားတွေနဲ့အတူရှင်တွဲနေထိုင်နေကြတဲ့ဒီပြည်သူလူထုအမြင်ခန့်အကြမ်းဖက်သမားတွေကအခုတက်မော်ရဲ့နေမြရှင်းလေးဆောင်ရွက်မှုအတွင်မရီယာစင်ကိုအဆက် လက်ပံသားအထိပေါ်ဆုတ်ခွာသွားကြတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒီအကြမ်းဖက်သမားတွေကမရေယာကနေဆုတ်ခွာသွားတဲ့အချိန်ဂျာမန်ရှိနေတဲ့ကျောင်းစစ်ကုန်းတရားကိုလည်းနိုင်ခွဲဖြတ်သိခဲ့တယ်။အခုဆိုရင်တော့မရေယာရဲ့မြောက်ဖက်ကျန်စင်ခုလက်ပံလာတကျောမှာတော့အကြမ်းဖက်သမားတွေကတောင်းကျောက်သူလိုဆုတ်ခွာနေရရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဓိကကတော့အကြမ်းဖက်သမားတွေရဲ့အဓိကဆုတ်ဖွဲ့နေရတဲ့ရေတောင်းမြစ်တွေကတော့တပိတ်ချင်းဆရဲခွင်းတင်တောက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမန္တလေးမိုးကုတ်လမ်းကြီးရဲ့အရှိဘက်ဝက်တွေဖက်ရှိကွင်း20ကွင်း30ဒေသတွေကနေစပြီးတော့အဓိကရွှေရင်းမြစ်ထွက်နေတဲ့ ဂျုံတွေထုတ်နေတဲ့နေရာတွေကိုလည်းလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်သွားဖို့လိုအပ်ပါတယ်။အပြစ်ခတ်ရဲ့တရေးစာချုပ်ချုပ်ဆိုထားတာကပလောင်လက်နက်ကန်တဘုံ DNA နဲ့ချုပ်ဆိုထားတာဖြစ်ပြီးတော့လေကြောင်းတိုက်ခတ်မှုတွေရပ်တန့်ပေးရမယ်ဆိုတာကဒီမိုးကုတ်နဲ့မုံမိတ်ပဝင်းကျင်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့အကျန်းသက်သမားတွေစုဖွဲ့နေကြသေးတယ်အရင်မြစ်တွေရရှိနေကြသေးတဲ့သင်္ကိုးမရေရာတကြောတရက်ကွင်းတပေကျင်းတကြောကရွှေတွေတော့ကျန်းဖက်သမားတွေကဒုက္ခမှုတွေပြုလုပ်နေစေဖြစ်တဲ့အတွက် ။တမဘက်ကလည်းကျူတင်ကင်းထောက်ရယူပြီးတော့လက်ဦးမှုတိုက်ခိုက်ဖို့လိုအပ်နေပါသေးတယ်။လက်ရှိနိုဝင်ဘာ14ရက်နေ့အထိမှာတော့ဒီအကြမ်းဖက်သမားတွေကမိုးကုတ်မှာသွားပြီးခံစစ်ပြင်နေကြတဲ့အဖွဲ့တွေရှိတယ်။ဒီမနရာစင်ကုတပည့်ရင်းတကြောမှာခံစစ်ပြင်နေကြတဲ့အဖွဲ့တွေဆိုပြီးအပိုင်းနှစ်ပိုင်းလောက်ရှိပါတယ်။မိုးကုတ်ကိုတက်သွားတဲ့အဖွဲ့တွေကတော့မိုးကုတ်မှာရှိတဲ့အကျိုးစီးပွားတွေကို percentage ရမယ်။ခွဲလိုက်ရမယ်ဆိုပြီးတော့တက်သွားကြတာလည်းရှိပါတယ်။အခုလက်ရှိစင်ကုမနရာတကြောမှာကြန့်ရှိနေသေးတဲ့အဖွဲ့တွေကတော့တစ်ချိန်လုံးကအယိုးရင်းတော့ကိုက်ခွင့်မရခဲ့တဲ့ပါကပါပါအဖအမိခင်အဖွဲ့တွေဖြစ်ပါတယ်။ ရှင်ကုမရေရတကြောမှာရှိနေတဲ့ရွှေရင်းတွေတရက်ကွန်းတပိတ်ချင်းမှာရှိနေတဲ့ရွှေရင်းတွေကိုလည်းဝကြီးအုပ်ထားတဲ့ PDF တွေကဘုတ်ဘုတ်ကိုတက်ပြီးတော့ဒီကြောက်တင်းနေဗရမရလောက်ွက်တွေကိုခွဲတန်းရမယ်ဆိုပြီးတက်သွားကြတဲ့အတွက်ကြံရှိနေသေးတဲ့နေရာတွေကိုဒီ local PDF တွေမြို့နယ်ပကပမရေရရှင်ကုကပကပအမိခင်အဖွဲ့တွေကဆက်လက်ပြီးလည်းဝကြီးအုပ်ထားနေသေးပဲဖြစ်ပါတယ်ဆိုတော့အခုလက်ရှိအခင်းချင်းကိုပြန်ကြည့်ရင်တော့ဒီရှင်ကုမရေရတကြောမှာတက်မလို့ကတော့ရှောက်နေမရှင်လေးဆောင်ရွက်လေးရရှိပါတယ် အောင်မြင်မှုတွေလည်းတက်တိုက်ရနေပြီးတော့ဒီဒီနေ့တက်မော်ကနေရှင်လေးဆောင်ရွက်ခဲ့တဲ့ရေနတာရွာရေနတာရွာစာတင်ကျောင်းနဲ့ရွှေပုံးပွင့်နေရာတွေဆိုတာကအကျန်းဖက်သမားတွေတောက်လျှောက်စုလို့သက်ခမ်းချခဲ့တဲ့နေရာတွေဖြစ်ပါတယ်။မန္တလေးမတရားသင်္ကူတကျောမှာအကျန်းဖက်သမားတွေရဲ့ဆက်ကြီးဂိတ်က၁၈ခုထက်နည်းရှိပါတယ်။ဒီထဲကနေမှဒီရေနတာရွာဆိုတာကလည်းနာမည်ကြီးဂိတ်တစ်ခုလည်းဖြစ်ပါတယ်။ဆယ်တော်ကြီးကိုသွားတဲ့ဒီလမ်းလုံလမ်းခွားမှာလည်းရှိနေပါတယ်။ဒါပေမဲ့ ။တမတော်ကဒီနေ့နေမရှင်လေးဆောင်ရွက်လိုက်တဲ့ဒီဂျင်းနေသားရွာနေမရှင်လေးဆောင်ရွက်မှုမှာတော့တဲတော်ကြီးနဲ့အင်းကြီးမြိုင်ကိုထိန်းချုပ်ထားတဲ့တမတော်စစ်ကြောင်းတွေကဝင်ရောက်ချင်းနေကြတာမဟုတ်ဘဲနဲ့မရေယာရဲ့အရှိတ်ဘက်ချမ်းမရေယာရဲ့မြောက်ဘက်ချမ်းမှာနေမရှင်လေးဆောင်ရွက်နေတဲ့အကြောင်းတွေကဝင်ရောက်ပြီးနေမရှင်လေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်ဒီတော့တဲတော်ကြီးရေလောင်တမန်စေတော်ကြီးဆယ်ရဲ့ဒီဘက်ဝင်ရင်လုံးယုံကြီးအကျဉ်းဖက်သမားတွေမိုင်းခွဲဖြစ်ပြီးကိုရည်ရထားတဲ့ဒီလက်ကျန်မိုင်းတွေကိုနေမရှင်လေးဆောင်ရွက်နေတဲ့ဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေစုတ်ခွာသွားတဲ့လမ်းတစ်လျှောက်ကိုထက်ချက်မကွာလိုက်တဲ့ရှင်းလင်းတဲ့အဖွဲ့တွေကလည်းရှင်းလင်းနေကြဖြစ်သလိုဒီဆယ်ကြီးကိုရွေကျဲရှိရှိနဲ့မိုင်းခွဲဖြတ်စည်းဖို့ကြံစည်ထားတဲ့အကြမ်းဖက်သမားတွေရဲ့လုပ်ရက်တွေကလည်းတမတော်ရဲ့ဒီပြည်ညာတက်တွေကဒီပစ္စည်းကရိယာတွေကျူတင်မြင်ဆင်မှုတွေအားလုံးကိုဆက်လက်ပေါ်ထုတ်နေတယ်ပဲဖြစ်ပါတယ်။အဲကြောင့်လို့အခုလက်ရှိမန္တလေးမြောက်ပိုင်းမရေရာရဲ့မြောက်ဘက်ခြံဒေသတွေကိုစီးလုပ်ချောင်းမှုကိုပြန်ကျင်းရင်တော့မန္တလေးကနေစပြီးမရေရာမရေရာရဲ့အရှိတ်ဘက်ခြံနောက်ဘက်ခြံကနေစပြီးတော့ဒလုတ်တိုင်နေနေရှင်းလေးဆောင်ရွက်သွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီ2024ခုနှစ်နှစ်ကုန်ပိုင်းလောက်ကလေးကမရရရဲ့တောင်ဘက်ခြမ်းမရရရဲ့အနောက်ဘက်ခြမ်းကိုတော့ဒီလဘခရဲ့လက်အောက်ခံနေမိကန်တည်ရင်တပ်ဖွဲ့တွေကစုမုံထားပြီးဖြစ်ပါတယ်။ဒါပေမဲ့မရရရဲ့အရှိတ်ခြမ်းအေဖာဘီလက်မြေစက်ယုံနဲ့ဒီမရရရဲ့မြောက်ဘက်ခြမ်းဝါလုံးပြွန်ဒေတာပတ်ဝန်းကျင်တွေမှာတော့အကြမ်းဖက်သမားတွေစုဖွဲ့နေစေဖြစ်တဲ့အတွက်ဆက်လက်ပြီးနေနေရှင်နေဆောင်ရွက်နေတာကလည်းအခုဆိုရင်တော့မရရနဲ့စင်ကူးနဲ့အဆက်နေတာတွေကြီးကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလကမ်းမှာလည်းအကြက်ဖက်သမားတွေသက်ခမ်းချထားတယ်ဒီမရရဆင်ဘူးလမိုင်းပေါ်မှာရှိနေတဲ့ တောင်တန်ငါရွာမြောက်တန်ငါရွာကစကန်းတွေကိုလည်းတမလို့ကနေရှင်းနေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့တမလို့စစ်ကြောင်းတွေကဆက်လက်ပြီးသင်္ဘူးကိုဥတည်ပြီးနေရှင်းနေဆောင်ရွက်နေတယ်ဖြစ်ပါတယ်။ဗဗေကျင်းဘက်ဝင်ကျင်မှာလည်းအကျန်းဖက်သမားတွေစုဖွဲ့နေရတွေအဓိကကတော့အကျန်းဖက်သမားတွေကဒီသာတင်ကြောင်းတွေမှာပဲစကန်းချထားတာကိုမြင်တွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ကလေကြောင်းတိုက်ခတ်မှုတွေကိုပြန်ကြည့်ရင်လည်းသာတင်ကြောင်းတွေမှာစကန်းချထားတဲ့အတွက်လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးတော့ဒီလေကြောင်းတိုက်ခတ်မှုအတွင်းမှာလည်းပစ်ဆုံးမှုတွေများစွာဖြစ်ခဲ့တယ်လို့သိရပါတယ်။ တက်လက်ဒီနေမြင်းရှင်လေးတောင်ရက်သွားဖို့လိုတာကတော့စင်ကူလက်ပံလာပတ်ဝန်းကျင်တွေဖြစ်ပါတယ်စင်ကူလက်ပံလာတကျော်လက်ပံလာနဲ့ဒီတပေချင်းပေါ်တော့လမ်းလုံးကြားကအရွာတွေကိုနေမြင်းရှင်လေးတောင်ရက်ဖို့လိုအပ်နေတယ်ဖြစ်ပါတယ်အဓိကဦးစားပေးနဲ့တောင်ရက်ရမှာကတော့ဝက်တီဖက်ရှိကွင်း20ကွင်း30ဒီပတ်ဝန်းကျင်တွေကိုနေမြင်းရှင်လေးတောင်ရက်ရမှာဖြစ်ပါတယ်သမောင်ရည်လေးကြောင့်တိုက်ခိုက်မှုကခက်ကြဲရဖြစ်သွားတာနဲ့အကျံဖက်သမားတွေရဲ့ဒီဒုံးထုတ်လုပ်မှုရွှေကျင်မှုစားရည်ဒီရွှေထုတ်လုပ်မှုတွေကဆက်လက်ပြီးတော့ဆောင်ရွက်နေကြတယ်ပဲဖြစ်ပါတယ် အကြမ်းဖက်သမားတွေကအမှုလက်ဆက်ကမ်းပြီးရွှေတွင်းတွေကိုအမွေပေးတယ်လို့ပေးသွားကြပါတယ်။တစ်ချိန်လုံးကဒီဝက်တွေဖက်ရှင်ကိုစုမိုးထားတဲ့ PDF တွေကမိုးကုတ်ကိုရောက်ရှိသွားပြီးတဲ့နောက်အခုလိုမျိုးလက်လွဲပြီးရယူထားကြတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဒီအချိန်ထိတက်မော့ဆက်ကြောင်းနေနေရှင်နေဆောင်ရွက်မှုကဏ္ဍကအောင်မြင်မှုတွေရရှိနေစေဖြစ်ပေမဲ့အကြမ်းဖက်သမားတွေကဒေတာတွေကိုဆက်လက်ပြီးထိန်းချုပ်ရင်းနဲ့တက်မော့ရဲ့နေရှင်နေခံစစ်တွေကိုလည်းနှောက်ယှက်နေတဲ့ဖြစ်တယ်ဆိုရဲအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့တက်မော့ကနေရှင်နေဆောင်ရွက်ခဲ့တဲ့ရင်းနှီးတာရွာကဒီစစ်စေးကိတ် သတင်းကြောင်းတွေကိုတိုက်ခိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်အကြံပေးတမားတွေရဲ့ဒီခန့်စစ်ကြီးတစ်ခုကိုရချိုးနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီနေ့သာရွာကနေလက်ပံလာကြားမှာတော့ဒီစက်ကြီးကိတ်တွေနဲ့ကြွားစင်းအနေနဲ့တန်ရှိပါတော့တယ်။ဒါကြောင့်မလို့မတရားရဲ့မြောက်ဖက်ချမ်းကနေနေရှင်လေးဆောင်ရွက်သွားမယ်တမလို့စစ်ကြောင်းတွေကဒီလက်ပံလာကနေဆင်ကူတကျော်လုံးထိတက်လက်ပြီးနေရှင်လေးဆောင်ရွက်သွားမယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းမြင်တွေ့နေရပြီးတော့တခြားသောစစ်မျက်နှာတွေဖွင့်ထားတဲ့တမလို့စစ်ကြောင်းကြီးတွေကလည်းမထင်မထားတဲ့နေရာတွေကနေထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်မှုရှိနေတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် အဒီနေရာမှာအဖေမကောင်းစရာတခုကတော့ဒီမောတောင်မြို့မောတောင်မြို့မှာရှိနေတဲ့ဒီကန်စကန်တခုကိုတော့အကြက်ဖက်သမားတွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကမှန်ပါတယ်။လာပေါင်းများစွာဖြတ်တောက်ပိတ်ဆို့ခံရတာဖြစ်ပြီးတော့ဒီစကမ်းမှာရှိနေတဲ့ဒီတမောရုံမျိုးကြီးတဖွဲ့ဝင်40ကျော်ရှိတဲ့ထဲက30ကျော်အရှင်ဖန်စီခံခဲ့ရတာဖြစ်ပြီးဖြစ်ခဲ့ပါတယ်။ဒီနေ့နိုဝင်ဘာ14ရက်နေ့မှာပဲဒီဖြစ်စဉ်ကိုအတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။လူမျိုးကင်းစကန်းငယ်တွေလူမျိုးတပ်ဖွဲ့ဝင်တွေအနေနဲ့ရှိတဲ့စကန်းတွေကိုကဓာတ်ရောက်တိုက်ခိုက်မှုတွေဆိုတာက အခုလက်ရှိပြုလုပ်နေတဲ့မြန်မာနိုင်ငံရဲ့အခမ်းအကျင်းရွေးကောက်ပွဲကာလကိုတည်ရောက်မှုရှိစေဖို့အတွက်စီအရာတောင်းရနေတယ်လို့ပဲခန့်မှန်းရပါတယ်။မောတောင်တက်စကန်လက်လွတ်ခဲ့ရတယ်ဆိုတာကမှန်ဖြစ်စဉ်မှန်ကန်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းဖြစ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းသိဝင်သားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။